Hello hello တခုလောက်ပြောချင်ပါတယ်အဲ့တော့ကျတို့အာမြန်မာနိုင်ငံကနေဝိပါကိုအလေအပတ်သွားမဲ့သူတွေတော်ပေါ်လေနော်ဘုဒ္ဓတရားရောင်းတခုလေး share လုပ်ချင်ပါတယ်အဲ့ဒါကကျတို့သွားလေမဲ့နိုင်ငံမှာကျတို့သုံးရမဲ့ဒီ local currency ကိုမထွက်ခင်ကနေကျတို့ပြင်ဆင်စေချင်ပါတယ်လို့ကျတို့ခါတိုင်းနဲ့မတူဘူး အဲ့တော့ဒီတစ်ခေါက်ကကျွန်တော်လည်းဒီအတွေ့အကြုံကိုရခဲ့တာဖြစ်ပါတယ်ခါတိုင်းကျွန်တော်သွားလာနေတဲ့ခါမှာဒီလိုမကြုံရပါဘူးဒါပေမဲ့ဒီတစ်ခေါက်ဒီလိုကြုံရတော့ကျွန်တော်လည်းဟိုနည်းနည်းလေးခက်ခဲကြုံလဲရတာပေါ့လေနော်အဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ကိုသွားတဲ့ဟိုနိုင်ငံမှာသွားသုံးမဲ့ local currency ကိုကျွန်တော်တို့ကပြုတင်ပြီးတော့ပြင်ဆင် ထားတဲ့အဲ့လိုဒီကားလေးကျွန်တော်တို့ကအချိန်မရကျွန်တော်လည်းဒီတစ်ခါတော့အချိန်မရလိုက်လို့နော်အနည်းကပြင်ဆင်လိုက်ရတဲ့အခါမှာ local currency မှာပါသွားမြို့အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဘယ်လိုစိတ်ထဲမှာရှိနေတလေဆိုရင်ကျွန်တော်မှာဒေါ်လာရှိတယ်အာအဲ့တော့ရောက်တဲ့အခါမှာ local currency ကို၄ဘယ်ဆိုပြီးတော့ကျွန်တော်ကအဲ၄သုံးဘယ်ဆိုပြီးတော့စိတ်ချဆိုနဲ့ထွက်လာတာဖြစ်တယ် ဒါပေမဲ့တကယ်တမ်းကျွန်တော်ရောက်တဲ့နိုင်ငံရောက်သွားတဲ့ခါမှာ local currency မရှိတဲ့ခါမှာကိုဟိုတယ်ကိုသွားဖို့တက္ကစီငါဖို့လည်းအဆင်မပြေဘူးဖြစ်သွားတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်အနေနဲ့ဒီဟိုရဒီဒေါ်လာကိုတို့ local currency လေးဖို့အာ cash အဲ့ဒီ counter ကိုသွားတဲ့အခါမှာလေကျွန်တော်တို့ဒီဟိုတို့ကလုံးဝမလေးပေးဘူးအဲ့တော့တို့ကဒီ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ passport နဲ့လေးပေးတာဖြစ်တယ်အဲ့တော့သူတို့ passport ကြည့်ပြီးတော့ဘာပြောတော့လဲဆိုရင်ဒီ passport က verify မဖြစ်ဘူးတဲ့ဒါကြောင့်မလေးပေးနိုင်ဘူးတဲ့ကျွန်တော်အံ့ဩသွားတယ်ဘယ်လိုဖြတ်တာလဲကျွန်တော်ဒီလိုတစ်ခါမှမချုပ်ဘူးလို့လေနော်အဲ့တော့ကျွန်တော်တို့ရဲ့ passport ကအဲ့လိုထိတောင်ဖြစ်သွားတာလားလို့ပေါ့အဲ့တော့ဒီ passport နဲ့ဒီ passport ကိုလေးလို့မရဘူးဆိုတော့ကျွန်တော်ဒုက္ခရောက်ပြီပေါ့ဘယ်မှသွားလို့မရတော့ဖြစ်သွားတာလို့လေနော် တော့ဒီလိုအတွေ့အကြုံမျိုးတွေရှိပါလေလို့ဒီလိုခက်ခဲမျိုးတွေရှိပါတယ်ဒါကြောင့်မို့ကိုထွက်ခွာမဲ့တော့ရောက်မဲ့နိုင်ငံရဲ့ local currency ကိုဟိုလောလောဆယ်ကိုဟိုတည်းအရောက်လောက်သုံးနိုင်ဖို့ရန်လောက်တော့ရှာဖွေထားတဲ့နေလို့ကျွန်တော်လည်းဟိုတိပေးရှင်တာပေါ့လေနော်ဟာဒါကဟိုကိုလည်းဒါကြောင့်ဘူးမှတီးလိုက်ရတာပေါ့တကယ်တော့ တော့အရင်တုန်းကထွက်နေကြပါပဲသွားနေကြပါပဲဒါပေမဲ့ဒီလိုမကြုံဘူးလို့ပေါ့လေနော်လောလောဆယ်ခီးထွက်မဲ့သူတွေဒီလိုအခက်အခဲမျိုးတွေမကြုံရလေအောင်ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့အားလုံးအဲဘိုက်ဘိုက်ပါပဲနောက်ကြမှာပြန်လေပြီးတော့အာဒီလိုအကြောင်းအရာလေးတွေကိုမျှဝေပေးပါမယ်တဲ့အားလုံးပဲဘိုက်ပါ